အမေယောဂါကကျွမ်းနေပါပြီ။တက်တန်းကလည်း80ကျိုးဆိုတော့ကံကုန်တဲ့တက်တန်းကလည်းဖြစ်နေတဲ့သဘောသား။စိတ်အာယုံထားပြီးဖြည့်သိပ်ပါတော့။စီးဘွားကတွေလည်းအပူကုန်တယ်မလုပ်ပါနဲ့တော့သမီးရဲ့။ဆရာဘက်ကလည်းစေးစွမ်းကုန်နေပါပြီ။အဲဒီတော့သူ့ဘာသာဆန္ဒရှိတာကိုလှုပ်ပြီးကြွေးပြပါသမီး။ဆရာတော်ကြီးဆရာကစကျမအမေနဲ့ပတ်သက်ပြီးတော့တရားချကြပါတယ်။ကျမလည်းမိခင်ကိုခွဲရတော့မယ်ဟုတဲ့အသည့်ဖြင့်ခြေခွဲဝန်းထဲကမျက်ရည်တွေကလည်းတွင်တွင်နဲ့ကြမိနေနေတယ်။ကျမတို့ရဲ့တွင် လူတရားလျင်ကန္နာဝိနာမဟုတ်က69ယောက်ယောဂပြအောင် ကုသနိုင်သော အကျော်မော်ဆရာသမားများဟုနာမည်ကြီးလာတဲ့ဆရာတွေကပင်လက်လွတ်ပြီးဆိုတော့ကျမဟာအမေကိုဤရဲ့အတော်တွင်မှာတော့လက်လွတ်လိုက်ရမယ်ဟုအမေကိုတစိမ့်စိမ့်ကြည့်ရင်းနဲ့တစိမ့်စိမ့်ငိုရှိုက်နေမိတော့တယ်အမေကလည်းဘာမှမပြောနိုင်မလုံနိုင်တော့ပါဘူးအယိုးပေါ်အရင်တင်အိယာထက်တွင်ပတ်လက်ကလေးဖြစ်သားမှိမ့်နေလေတော့တယ်အမေရဲ့အာယုံများကလည်းပန်ဝင်းကျင်ကိုမြင်နိုင်စွမ်းမရှိတော့ အရာအလုံးမေးမိန်မှုံဝါနေတော့တယ်ကျမတို့တော်တယ်လေ တောသဘာဝအရဆေးရုံကလည်းမရှိတော့ဆေးရုံမှာမထားနိုင်ပါသူနာပြုဆရာများလည်းမရှိ၍အမေကိုနေ့စဉ်ထာဝရကြီးအနီးကစောင့်ရှောက်၍မပြုစုနိုင်ကြပါကျမတို့မှာလည်းဖခင်ကြီးကဆုံးမသွားပြီကလေးကမိခင်လက်ငုပ်လျင်လေကလေးကိုပဲလူငါးနဲ့ကိုယ်တိုင်ကြီးကျယ်လောက်ကင်နေရတော့ဤအိမ်မှာကျမတီပင်အိမ်တော်ဦးစီကျမတီပင်ယောက်ျားလေးတစ်ဖွဲစီးပွားရေးကိုလုပ်နေရပါတယ်တို့အတွက်မိခင်ကိုဒီအတိုင်းပဲထားပြီးတော့လောက်ဆရာရှိသည်များကိုသာလုပ်ရပါတယ်တောတလေထုံးစံအရညာပိုင်းအစောအလက်ချိန်နေရမ ရဖများကလာရောက်အပေးကြတည်ပြီးကြပါတယ်ညနေတော့အမေနဲ့ကျမသာကြံခဲ့ပါတော့တယ်ဒါကလည်းနေနေကြတဘာဝမှုအထူးတလဲတော့မဟုတ်ပါဘူးဆရာဆလက်လုံးပြီး6ရက်မြောက်နေ့သကောင်းရံအချိန်လောက်မှဖြစ်တယ်တမိထပါအောင်အမေတခုခုစားကြည့်လို့စားစရာလေးလုပ်ပေးပါလားနဲ့ချီ၍မထနိုင်သောအမေစကားမပြောနိုင်သောအမေသည်ယခုထထိုင်ပြီးကျမကိုလှုံ့လို့ကစကားပြောပြီးတော့အစာတောင်း၍ကျမအံ့အားတင်ကငောက်ခနဲ့ထလိုက်မိတော့တယ်အမေကိုတအံ့တအော်ကြည့်မိတော့တယ်အမေ ထိုင်နိုင်စကားပြောနိုင်ရေးဝမ်းသာမိပါတယ်မီးအလင်းရောင်မှိန်နေသောမီးအိမ်ကိုအလင်းရောင်အမြန်မြင့်ပြီးတော့အမေကိုတေချာစူးဆိုင်ကြည့်မိတော့တယ်တမိအမေတခုခုစားကျင်တယ်ဟင်းလေးနဲ့ပေါ့ခါတိုင်းကရေးနဲ့အစာကိုအတင်းအဓမ္မခွန့်ကျွေးနေရတဲ့အမေကယခုအစာတောင်း၍လာလေတော့တယ်ကျမလည်းအားရဝမ်းသာဖြစ်ကအမေစားရမယ်အမေစားရမယ်ကျမဒီအားရဝမ်းသာပြောလိုက်ရင်လည်းမိဖို့ကြောင့်နဲ့ဝင်ကအမေအတွက်ပြုလုပ်ထားသောစက်သားဆွပြုတ်ကြီးနဲ့အသားများကိုယူပြီးတော့ကျွေးပါလေတော့တယ်အမေဒီထမင်းကိုအားရပါရနဲ့စားတယ် အမေထမင်းစား၍ကျမအားရပါရဝမ်းသာမိပါတယ်။အမေတော့နတ်သားချမ်း၍ယောဂါကပြန်ကောင်းလာပြီလို့ထင်လိုက်မိပါတော့တယ်။အမေဒီစားတော့ပြီးတဲ့အခါမှာတော့ပြန်အိပ်ရန်ပြန်လှည့်ချလိုက်လို့တယ်။ယခင်ကလူကထူမှထိုင်နိုင်လှဲနိုင်သောအမေကယခုသူ့ဘာသာသူထခဲ့တော့ယခုအိပ်ရတော့လေသူ့ဘာသာသူလှည့်ချလိုက်လို့တယ်။အမေဒီကျမကိုမေးမှလာအိပ်ခိုင်း၍ယခင်ကအမေဘေးခလန်းလန်းမှနေပြီးတော့အိပ်တော့ကျမကအမေဘေးသူကခအိပ်၍အိပ်ရကို ရွှေ့လိုက်လို့တယ်။အမေဘေးမှပင်အိပ်ပါတယ်။အမေကကျမကို အားရပါရဖက်ခါအိပ်ပါတော့တယ်။စ ကားကတော့တိတ်မပြောပါဘူး။နောက်နေ့မနက်မိုးလေတော့အမေကမထပါ။ရခင်ကလိုပဲအိပ်ရာထဲမှာပက်လက်ကလေးနေပါတယ်။စကားပြောပြီးတော့လည်းမရ ညကအစာတောင်းစကားပြောခဲ့တဲ့အမေဟာယနေ့ကျတော့စကားလည်းမပြောအစာလည်းမတောင်းယောဂဖောက်ပြန်လာပြီးစကားမပြောအစာမတောင်းဟုကျမဖြေသိပ်ပြီးတော့ဆရာဆက်ပေးခဲ့တဲ့စေးတွေကိုတိုက်ရန်စီမံပြီးတိုက်လေတော့တယ်ရဲရွာတွေကအတော်များဗာကြီးဦးလေးတရင်လာမိတဲ့အခါမှာတော့ညကအဖြစ်ပြက်ကိုပြောပြရာသူတို့လည်းအံ့အသင့်သွားပြီးတော့ယောဂတက်တာလာလို့ဖြစ်မယ်လို့ပဲယူဆပေးကြတယ်ကျမလည်းအမေအစာတောင်းတဲ့အခါမှာစားနိုင်ရန်အသားများကိုလည်းကြိုတင်ဝယ်ယူပြီးတော့ချက်ပြုတ်ထားလေတော့တယ်အမေဒီတနေ့လုံးမထစကားမပြောအစာမတောင်းမဲနေပြီးတော့ညအချိန် င်လူမမသတင်းမေးသူမြန်ပြန်သွားတဲ့အခါမှာထပြီးတော့အစာတောင်းမာတော့တယ်စကားလည်းပြောတယ်ကျမကလည်းသူ့အနာမှာပဲအိပ်စီတယ်ဤတို့ပြူလာလိုက်တာ၃လညလောက်ရှိတဲ့အခါမှာတော့ရက်ွက်ထဲကရက်မီရဖာမြန်ဖြစ်တယ်ရဟန်းဝတ်ခဲပြီးစာပေလည်းအနေငယ်တက်မြောက်တင်ကြခဲ့တယ်ဘာကြီးဥရှိကနေ့အမေဖြစ်နေပုံကရိုးမှရိုးရလာဟဲ့စကားမတင်မကြပြောပါတယ်ဘာဖြစ်လို့လဲဘဘချစ်နေ့အမေဖုန်များဝင်နေသလားလို့ဘယ်လိုဖုန်ဝင်နေဟဟလားဘဘ ဖုတ်ဝင်နေဆိုတာအစိမ့်သေးရဲ့သစီသကောင်ကညအချိန်ဝင်ဘူးကပ်ပြီးတော့အစားအစာတွေကိုလာတောင်းနေတာပေါ့တို့မဟာဝင်မှာအာတော့ကမင်းကြီးရဲ့ဖခင်ဘရင်ကြီးကတေကန်ဒီမှာအဲ့လိုဖုတ်ဝင်နေတာနောက်တော့အမတ်တီးလည်းရိပ်မိပြီးတော့လောက်ကျဲမှာဖုတ်ကထွက်ပြေးသွားတာတို့အတွေ့အကြုံရလည်းဓလုံနန္နာဘွားတွေကဖုတ်ဝင်နေပြီးတော့အစာတောင်းစားနေတာတွေတွေ့ဘူးတယ်ဒါဖြစ်ဘဘချင်းဖုတ်ဝင်နေမဝင်ဘူးစားတာဘလို့သိရလဲဘဘချင်းတမိကိုကူကြီးပါအောင်ကြားဘူးတာကတော့ဩဇာရွက်ကို သူအိတ်တဲ့ဖျားအောင်မှာထည့်ပေးရတယ်။တချို့တွေကလည်းလူစည်းတဲ့ခုံဖက်နဲ့ခံပေးရတယ်လို့ဆိုတာပဲ။ဒါဆိုကျမဒီညစမ်းကြည့်လိုက်မယ်။အေးပေါ်စမ်းကြည့်ပေါ့။နန္နာဘွားဆိုတာကသူ့ကိုအန်ဒီရလို့ရင်တော့ကို့လည်းအန်ဒီရပြုတ်တဲ့တယ်။အဲ့တော့ဒီညသမီးအဖေါ်နှစ်ယောက်လောက်ခေါ်ပြီးတော့အိမ်ရင်ကောင်းမယ်။ကျမဒီဘဘချေရဲ့အကြံပြုချက်အရထိုညမှာလိုအပ်သည်များကိုစီစဉ်ပြီးတားချင်းမကင်းတဲ့ဒူမတယောက်နဲ့ဒူတယောက်ကိုအိမ်မှာစီးငှားလုပ်ရင်းလာအိတ်စေခဲ့တယ်။အမေဒီခါတိုင်းလိုပဲထထိုင်းပြီးအစာတောင်းပါတယ်။ကျမလည်းစီမံချက်ပြုတ်ထားတဲ့အစာများကိုကျွေးတယ်။အိတ်တဲ့ခါမှလည်းရခင်ကလိုပဲ သူအနားမှာပဲအိတ်ဆက်စေတယ်ကျမသည်အမိအိယာနာတွင်အိယာခင်းရင်းနဲ့အမတ်မထင်ဩစာရဲများကိုအမိဖျားအောက်မှာတွင်းလိုက်လေတော့တယ်တညာလုံးဘာမှထူးထူးခြားခြားမဖြစ်ပါနောက်နေ့နေတော့အမတ်မထင်ခုံဖနက်ကိုဘေးဘက်အဆက်တွင်ထားလိုက်လေတော့တယ်ဘာမှမထူးခြားအမိကတော့ထုံးစံအတိုင်းပဲညအချိန်အစာတောင်းမြဲစားစဲပင်ဖြစ်တယ်ကျမသည်ပင်တဖြည်းဖြည်းဘဘချစ်စကားအရအမိကိုကြောက်လန့်လာမိတယ်သူအနာသွားအိယာမှာကိုလည်းလက်နေမိတော့တယ်အဖော်ဒီလာ၍အကြောက်ကတော့အနှင်းငယ်တက်တာသွားလေတော့တယ်နောက်ဆုံးလေးရက်တွင်ဤကဲသူဆက်ဖြစ်နေပါတယ်ဩစာ ာရွယ်လည်းမရခုံဖက်နဲ့လည်းမရဖြစ်နေ၍ဘဘချစ်ကပင်ရွာဦးကျောင်းဆရာတော်ကိုအကျိုးကျောင်းသွားပြော၍ရှောက်ထားလေတော်တယ်ဘဘချစ်နဲ့ရွာဦးကျောင်းဆရာတော်တို့တိုင်ပင်ပြီးတော့ညနေတွင်ကျမရဲ့အိမ်မှာကမဝါစာနဲ့ပရိတ်ရွတ်ရန်စီမံကြလေတော်တယ်ဘဘချစ်ကထိုကိစ္စကိုကျမအိမ်ကိုလာပြောတဲ့အခါမှာတော့ဘဘချစ်ကိုမြင်တွေ့ရတော့အမေကရုတ်တရက်ထပြီးတော့ဟဲ့ဖိုးချစ်နေသေးသွားခြင်းသလား နေပါလီလာရှုပ်နေတာလေအဲ့ဒါလိုကျိန်းမောင်းသွားတော့တယ်ဘမချက်ကလည်းပထမတော့အံအားတင်သွားတယ်နောက်တော့သဘောပေါက်သွားတယ်မမဤကလည်းဗျာကျွန်တော်ဘာမှမလုပ်ပါဘူးမမဤနေကောင်းအောင်ကျမ်းမအောင်ဖះကုကုပေးမလို့စီမံထားတာပါဒါကိုသမီးကိုလာပြောတာပါဟဲ့ဖိုးချစ်ငါကိုဘာမှဖះကုကုစရာမလိုဘူးနေဘာမှမစီစဉ်နဲ့ငါသမီးကိစ္စငါသမီးဖာသာစီစဉ်ဆောင်ရွက်လိမ့်မယ်ဟုတ်ပါပြီမမဤရဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးပြန်တော့မယ်မမဤနေကောင်းအောင်နေနော် ဘဘချစ်သည်ထိုတို့ပြောပြီးပြန်ထွက်သွားလေတော့တယ်ရခင်ကဘဘချစ်ကိုဟဲ့ဘဘချစ်ဟူ၍ရိုင်းရိုင်းဆိုင်ဆိုင်မခေါ်ဘူးတော့အမေသည်ယခုရိုင်းဆိုင်စွာခေါ်၍ကျမသည်ဘဘချစ်ကိုအားနာလှပေးတော့တယ်အမေရဲ့အမူအရာကိုလည်းအားအတင်သွားတယ်ယနေ့9နာရီလောက်တွင်တော့ဘဘချစ်နဲ့ရွာဦးကျောင်းဆရာတော်အပါအဝင်တန်ဃာတော်၅ပါးကကြွလာပါတော့တယ်ရက်ရွာထဲမှာတက်ကြီးပုပ်ကူများတရားနာရန်အတော်များများလာကြလေတော့တယ်လူငယ်များကလည်းဖုတ်ဝင်သူကိုသိရှိလို့၍အချို့ကလာကြတယ်အစောကဘဘချစ်ကိုရန်တွေးလွှတ်လိုက်တဲ့အမေသည်ယခုမလှုပ်တော့အိမ်ရဲတွေမှိန်နေတယ်ဘာမှလည်းမပြောတော့ ရွာဦးကျောင်းဆရာတော်နဲ့တန်ဃာတော်များကျမအပါဝင်ပြိတ္တများကို၅ဘတိလခံယူစေပါれပြီးလျင်နတ်ပင်နှင့်မေတ္တာတုပ်ပြိတ္တော်ကိုရိုး၍မေတ္တာပို့အပ်ပါれပြီးလျင်ပပစနိယကမဝါအမိန်ပြန်တန်းဖြင့်စီမံမိပါတော့တယ်ဆရာတော်အမိန်ပြန်တန်းပြန်စင်မှာပင်အမေဒီရုတ်ရက်ထထိုင်းပြီးတပည့်တော်မှာသွားပါတော့မယ်ဖျားတပည့်တော်မှာကိုတနာပါဖျားတပည့်တော်မှာစားချင်လို့လာနေတာပါဟုလက်အုပ်ချီကဆရာတော်ကိုရှောက်ပါတော့တယ် တင်ဘသူလဲဘယ်မှာနေတာလဲတပည့်တော်မှာလှယုံမှာဗျာတပည့်တော်ယခုအငက်ငက်အပြက်ပြဲနဲ့ချောင်းမေးကနဘဲပင်မှာနေရပါတယ်အေးလှယုံနေလူဘွားတုန်းကလည်းကုသိုလ်ဒါနတီလာမပြူအဲ့ဒါလို့မပြူခဲ့လို့ယခုအစားစင်းရဲ့အနေစင်းရဲ့နဲ့ပိတ်တာတစီဘွားကိုရောက်ခဲ့ရပြီယခုတပန်သူတကားကိုညှင်းပန်းနှိပ်ဆက်ပြန်ပြီဒီကတိန်လင်းနဲ့ငရဲရောက်ပြီးတော့မယ်ယခုတဲ့အတွက်အမြပေးဝင်မယ်တာရုခေါ်သွားဆရာတော်ကဤသို့မိန်ကြပြီးတော့အမြပေးဝင်ပါတော့တယ်ထွဲချိန်မှာပင်အမေဒီထိုင်ရမှအယုတ်ကျိုးပြဲလဲကြပြီးတော့အသက်ထွက်သွားနေတော့တယ်ဆရာ ရတော်တန်ဃာတော်များသည်အခြားသောနာနာဘွားများနောက်ထပ်ပူးကံမနှောက်ရက်စေရန်ပပဇနီယကမ္မဝါစာကိုရွတ်ဖတ်ပြီးပြီးအရန်အတားစီများပြုလုပ်ပြီးလေတော်တယ်ယရနာသုံးပါးကိုမမေ့ကြဘူးလဲမှားကြခဲ့ပါတယ်ထွက်ခါကြမှာကျမသည်မိခင်အတွက်အာရပါရဝမ်းနဲ့ငိုကြွေးနိုင်ပါတော့တယ် ရဲရွာလူကြီးများကလည်းအမေအတုဘက်ကိစ္စစီမံဆောင်ရွက်ကြတယ်။ကျမဘဝတသက်ထူးဆန်းတဲ့ဤဖြစ်ရပ်ကိုတော့မေ့ရမရပဲ။ကျမမိခင်ထံဘာဖြစ်လို့ဖုတ်သေးရဝင်နိုင်တာလဲ။ပူးကပ်စားတော့နိုင်တာလဲကိုကျမစဉ်းစားဆင်ခြင်မိတယ်။ထွေเจ้าများလည်းဆရာတော်ထံကိုလျှောက်ထားပါတယ်။ဒကမတို့ကဖရာတရားမမြဲလို့ပေါ့ဟဲ့။ဆရာတော်ကအတိုးဆုံးမိန်ကြားတော်မူပါတယ်။မှန်ပါတယ်။ကျမဒီတောသူတောင်သားများပြီးပြီးဗုဒ္ဓဘာသာကိုတော့လက်ခံပါတယ်။ရွာဦးเจ้าဆရာတော်ဖရာကိုလည်းလေးစားကြည်ညိုပါတယ်။သို့တော့နေ့စဉ်သာဝရဖရာရှိခိုးခြင်း၊ပရိတ်ယူခြင်း၊အမြဝေခြင်း သည်တို့ကိုတော့မပြုတ်လုံနိုင်ကြပါဝါရင်း၌သာအခါအားလျော်စွာဥပုပ်တဲ့ရင်စောက်တည်နိုင်ပါတယ်ရနာသုံးမအရန်အန္တမရှိတဲ့ကျမတို့အိမ်၌အတိအာယုံအားနေနေသောလူမမာမိခင်ထံဖုတ်တဲ့ရဝင်ကတ်နိုင်သည်မှာဘာမှမဆန်းပါရနာသုံးမမြဲပြီးတိလာတရားရှိခဲ့၍နာကောင်းတဲ့မြက်များအဆောင်ရှောက်များထားရှိလျင်ကျမတို့အိမ်ဝင်အတွင်ဤကဲ့သို့မကောင်းဆိုးပွားများမဝင်နိုင်သည်ကိုယခုတော့ကျမသဘောပေါက်မိခဲ့တယ်တို့အတွက်ကျမသည်ကျမနှင့်ကျမအိမ်ပန်ဝင်ခြင်းကိုပရိအတားစီပဋ္ဌာန်းအတားစီချပါတယ်ရနာသုံးမကို နေ့စဉ်ရှိခိုးပြီးတရဝအားလုံးကိုလည်းမေတ္တာပို့တာကအိတ်ဆက်ခဲ့ပါတော့တယ်ကျမဘဝထာဝရအေးချမ်းပြီးစိတ်ချမ်းသာကုချမ်းသာရှိပါတော့တယ်ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မွေးရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်